ဘာသာရေးလေးကိုင်းဆိုင်နေမိဘစကားကိုလည်းအရန်နားထောင်နေမိဘအတွက်ဆိုရင်အယယာလုတ်ပေးခြင်းနဲ့ Joshua Van ကတော့ UFC မှာ Bruno Silva ကိုအနိုင်ထိုးပြီးတကာလာမှာ UFC ကနေရရှိတဲ့ထိုးကြီးကနေသူ့မိတွား AG တလုံး American နိုင်ငံ Texas မှာဝယ်ပေးတာဖြစ်တဲ့တော့တကပါလုံးဝပြည်တက်ကတော့အသက်23နှစ်အရွယ်လေးနဲ့ Joshua Van ရဲ့လုံးဆောင်နိုင်မှုတွေကိုအရန်ရန်ကိုချီးကျူးနေကြပြီလေဖြစ်ပါရဲ့ ်ဒါလိမ္မာလေးကြောင့်ဒီကနေ့မှာတော့ Joshua Band ကိုမိသားစုအားလုံးလေးပျော်ရွှင်ခဲ့ရပါတယ်။ဘန်နီထိုင်းနဲ့ Texas မှာတော့နေရာဒေသပေါ်မူတည်ပြီးပုံမှန်အိမ်သလုံးရဲ့တန်ဖိုးက7,600ကနေသိန်း2,000ဝန်းကျင်ရှိပါတယ်။ဘန်ကတော့အမိကိုအိမ်သလုံးဝယ်ပေးနိုင်ခဲ့ပါပြီ။ Joshua Band က Professional ပွဲစထိုးတာ2021ခုနှစ်မှာပဲဖြစ်ပါတယ်။လေနစ်ကျော်အတွင်းမှာ Fury FC မှာ Champion ဖြစ်ခဲ့တယ်လို့ UFC မှာလည်းအတိုင်းအတာတစ်ခုထိအခုချိန်မှာအောင်မြင်မှုရရှိနေပြီလို့ပြောပါတယ်။ ကျောင်းကသူ့တငယ်ချင်းတွေကိုဘန်းကကျေးဇူးတင်ပါတယ်တဲ့ဘာလို့လဲဆိုရင်ဘန်းမှာငကိုကလေးကတိုက်ခိုက်ရေးစွမ်းရည်ဖြစ်နေတယ်ဆိုတော့သူတို့ကမြင်တွေ့ခဲ့ကြလို့ပဲဖြစ်ပါတယ်တဲ့သူ့တငယ်ချင်းတွေရဲ့တိုက်တွန်းချက်အားပေးမှုတွေကြောင့်ပဲခုလိုမျိုးအခုလိုမျိုးဘန်းကဖိုက်တာကောင်းတယောက်ဖြစ်လာခဲ့တယ်လို့ဆိုထားပြီးဖြစ်ပါတယ်ဗျာအချိန်တိုတွင်ဘလောက်ပဲကြိုးစားပါစေပါရမီမပိုင်ခုလိုမျိုးအောင်မြင်ဖို့ဆိုတာကတော့လုံးဝလုံးဝကိုမလွယ်ကူပါဘူးဘန်းကတော့ level ခုထိစွမ်းဆောင်ပြနိုင်ခဲ့ပြီလေဖြစ်ပါတယ်နောက်နှစ်နဲ့အတွင်းမှာကျွန်တော်ရဲ့ Joshua ဘန်းကတော့ မိဘပေါ်မှာဂျေဆုတည်တတ်တဲ့ပရိသတ်ပေါ်မှာဂျေဆုတည်တတ်တဲ့ဂျော့ရှွာဘန်ကတော့ချန်ပီယံဖြစ်မယ်လို့ UFC ကတော့ခံမှန်းနေပါပြီနော်အနာဂတ်မှာအထွန်းတော်ဆုံးဖြစ်လာမယ့်ဖိုက်တာများစီမှာဂျော့ရှွာဘန်ကို UFC ကထက်သွင်းပေးလိုက်ပြီလေဖြစ်ပါ ರೀ